ဘုရားလောင်းမြောင်မင်းဟုတ်လားသူကဒီဟိမဝန္တာတောအဆက်ကနော်ချောင်းလေးမြစ်တေးသေးလေးစီးတဲ့တောအုပ်တစ်ခုမှာသူကနေတာဟုတ်လားအဲ့ဒီမြစ်သေးသေးလေးကသူကဘယ်ထိစီးသွားတော့နေရဘယ်ထိစီးသွားတော့ဆိုတော့အပင်ရဲ့ဒီတိုင်းပြည်တစ်ခုရဲ့အနည်းဆက်ထိစီးသွားပြီးတော့မှပင်လေထဲရောက်သွားသူကအဲ့ဒီရေလမ်းကြောင်းကိုသိ အဲ့ဒီမှာသူတို့ဒီကြေကနာဖြစ်တဲ့အကြောင်းအရာကအဲ့ဒီမြေကမ်းဘေးမှာအလွန်ချိုမြင့်တဲ့တရက်ပင်ရှိအဲ့ဒါမြောက်တရအဲ့ဒီတရက်ပင်တီးပြီးဆိုလို့ရှိရင်သွားပြီးတော့စားကြတယ်တရက်ပင်ကြီးကလည်းအကြီးကြီးစားလို့မကုန်နိုင်ဘူးအဲ့ဒါသူတို့ရဲ့စကြက်ပေါ့နော်အဲ့ဒါဘုရားလုံးကဘာလုပ်တော့ဆိုတော့တက်တရက်ပင်တရက်တီးတီးပြီးဆိုရင်ဒီမြစ်ဖက်မှာကျနေတဲ့အကိုင်းရအသီးတွေအကုန်လုံးကိုဖျက်ဆီးခိုင်းတယ်နုနုလေးတွေကစအကုန်ဆွတ်ပြအရွတ်အပွင့်တွေကစဆွတ်ပြအသီးပြမှမြင်လဲဆွတ်ပြအကိုင်းတွေလည်းချိုး အဲ့ဒီမြစ်ဖက်မှာတိတ်ပြီးတော့တဲသီးမှဲ့လို့ကျွေးကြသွားလို့မြေချောင်းရှောက်မျောသွားလို့လူတွေကစားရရင်အလွန်ကောင်းတဲ့အသီးဖြစ်တဲ့တွေ့ကြောင့်လူတွေလာပြီးတော့ရန်ရှာမှာဆိုးလို့ဘုရားတော်အဲ့ဒီတိုင်ခိုင်းသူ့ရဲ့လက်အောင်ငယ်သားတွေအဲ့ဒါတနှစ်မှာတော့ဒီတဲသီးတွေကခါချင်းတုတ်ထဲမှာရှိနေသူတို့မသိဘူးမဖြည့်စည်းမိဘူးပေါ့နော်အဲ့ဒါကြီးကမှဲ့လာတဲ့အခါကျတော့ကျွေးကြပြီးတော့မြေချောင်းရှောက်မျောသွားမျောသွားပြီးတော့အစင်ရေချိုးပေးနေတယ်စင်ဦးရီယာရတဲ့အခါကျတော့သူ့ရဲ့ပင်ကိုဆက်တာ တဲသေးရတယ်အကြီးဆိုတော့အဲ့ဒါနဲ့ခွဲစားကြတဲ့အခါကျတော့အရသာသူတို့ဒီမှာရှိတဲ့ဘယ်တရက်နဲ့မှမတူဟာတော်ထူးချမ်းတယ်ဆိုပြီးတော့ဘရင်ကအဲ့ဒီတရက်ဒီဒီဟူသောအချောင်းကြောင့်စစ်အင်္ဂါ၄ပါးနဲ့အဲ့ဒီတရက်ပင်ရှာပုံတော်ထွက်တယ်။ဒါမြစ်ထဲကမျောလာတာဆိုတော့အပေါ်မှာရှိမယ်ပေါ့။ဟုတ်လား။အဲ့ဒါနဲ့ရှာမလို့ထွက်တော့တွေ့ရောအဲ့ဒီတရက်ပင်ဟောဒီပင်တွေ့ပြီဆိုတော့အဲ့ဒါနဲ့အဲ့ဒီအပင်ကြီးအောက်မှာခြံရံပြီးတော့ညအိတ်ကြလာတဲရတာပေါ့နော်။ဘရင်တရက်ဒီခုပြန်မယ်ပေါ့။ အဲ့သူတို့ကလည်းဒီလိုအိတ်နေတဲ့ခါကျညရောက်တဲ့ခါကျတော့မြောက်တရားလည်းပဲဒီတရားသီးစားနေကြဆိုတော့လာကြတာအောက်မှာလူတွေအိတ်တာကိုသတိမထားမိလို့လာခက်လန့်လန့်မှအိတ်လို့လာဘလို့လဲတော့မသိဘူးမြောက်တေလည်းလာကြတာအများကြီးအဲ့ဘုရားလောင်းလည်းပါအဲ့လိုနဲ့သူတို့ညာရေးသကောင်လောက်ရောက်တော့လူတွေကနိုးရောဟောအတန်ကြာတော့နိုးမှာပေါ့ဟာမြောက်တေမြောက်တေဆိုတော့အဲ့ဒီတဲ့ပင်ကြီးကိုအကုန်လုံးစစ်သားတွေကဝိုင်းထားလိုက်မြောက်သားလည်းစားကြင်လို့လည်းဖြစ်မယ်ပေါ့အဲ့ဒါနဲ့မြောက်တေကကြောက်ကြလန့်ညာ အဘိညာလည်းဒီတိုင်းပဲမိထွန်းပြီးတော့ကြည်နေတာနော်ဒီမြောက်တေဘာတွေလဲမသိဘူးဆိုတော့ကြည်နေတာဟုတ်လားအဲ့အကုန်လုံးကြောက်ကြလန့်ညာသေပေးနဲ့တွေ့တဲ့ခါကျတော့မြောက်တေကဘယ်မှလည်းပြေးမရဘူးစစ်တကဝိုင်းတာစစ်သားတွေဟုတ်လားအဲ့ဒါနဲ့ဘုရားလုံးကဒီအမျိုးတွေအတွက်ငါအသက်ကိုပေးမယ်လို့သူစဉ်းစားနေတဲ့အဲ့ဒါနဲ့ဘာလုပ်တုံဆိုတော့အဲ့ဒီမြေဖက်ကိုထွက်နေတဲ့အကိုင်းမဲမှာတက်ပြီးတော့တစ်ဖက်ကန်းကိုအလွန်ကြီးမားတဲ့ခွန်အားနဲ့ခုန်လိုက်တယ်ရောက်သွားတယ်ဟိုဘက်ကို ကြောက်သွားပြီးတော့မှသူຫນွယ်ချိုးရှာအေးတဲ့တော်တယ်မှာမြန်မြန်ပဲຫນွယ်ချိုးရှာအဲအဲ့ຫນွယ်ချိုးရှာပြီးတော့အဲ့ဒီຫນွယ်ချိုးကိုတဇကိုအဲ့ဒီဘက်ကမြကန်းဘက်ကတစ်ပင်တစ်ပင်မှာသူချီတဇကိုသူ့ခါမှာချီပြီးတော့အဲ့ဒီအမြင့်အပင်ပေါ်မှာတက်ပြီးတော့ဒီတဲ့အပင်ကိုပြန်ရောက်သူပြန်ခုန်လိုက်တယ်ဟုတ်လားအဲ့ဒီမှာသူ့မေလျော်မှုတစ်ခုတွက်ချက်မှုတစ်ခုလိုသွားတာဒီချိုးဟာဝိတ်နဲ့နည်းနည်းအိတ်နေလို့ရှိရင်နော် ကျိုးကတိုးသွားမယ်လေအဲ့ဒီအိ္ဆာလေးကို तू မတွက်မိဘူးတဲ့အဲ့ကြောင့်မလို့ तू ကတစ်ပင်မော်ကို तू ကရှောရှောရှူရှူရောက်မသွားဘူးတကယ်လို့ရောက်သွားလဲဆိုရင်တော့အဲ့ဒီတစ်ပင်မော်မှာအဲ့ဒီကျိုးရစကိုခြီလိုက်ရင်ပြီးပြီအဲ့ဒီကျိုးလျှောက်သူတို့သွားကြရုံပဲဒါပေမဲ့အဲ့လိုရောက်မသွားတဲ့အခါကျတော့အဲ့ဒီအကိုင်းကိုလှမ်းဆွဲပြီးတော့ तू တွဲလောင်းဖြစ်နေဒီကျိုးကဒီအကိုင်းကိုခြီလောက်အောင်ထိမရှိဘူးတကယ်မပြောသလောက်လေးလိုးနေတယ်အဲ့ဒီဥစ္စာကယတနာအကြီးကိုဖြစ်စေတယ်ဟုတ်လား ဲ့ဒါနဲ့သူဒီတိုင်းပဲနေတော့အချိန်မရှိဘူးဆိုလို့သူ့မြောက်တွေကိုကိုင်းမင်းတို့ကျိုးမချိမိတာတွေချိမိတာတွေတတတာငါကျိုးပုံကပါနင်းပြီးတော့ဒီကျိုးတန်းလျှောက်သွားပြီးတော့ဟိုကတော့ရောက်အောင်သွားကြအသက်ပေးရတော့အောင်သွားကြဆိုတော့မြောက်တွေကအကုန်လုံးဒါသူ့ကိုအယိုသေးပြုတ်ပြီးတော့တကောင်ပြီးတကောင်သူ့ကျိုးပုံကနင်းနေနေမသွားအဲ့ဒီမြင်ကွင်းကိုအောက်ကနေပြီးတော့ဘင်းရန်ကြည့်နေလူတွေလည်းကြည့်နေတယ်။အော်အလွန်ထူးဆန်းတယ်။သူတို့မှလေးတွေမြားတွေပါတယ်ပြည့်မယ်ဆိုရင်ပြည့်လို့ရတယ်မပြည့်ဘူး။ ဒီအားကတော်တော်ဆန်းကျယ်တဲ့ကိစ္စပေါ့နော်ကြည့်ပါဦးဒီမြောက်ကြီးကမကျန်တဲ့မြောက်တွေထဲလဲသူကအကောင်းကြီးတယ်သူကခေါင်းဆောင်နဲ့တူတယ်အမျိုးမျိုးဝေဖန်ပြီးတော့အပ္ပနေကြည်နေကြတာပေါ့နော်အဲ့ဒါနဲ့နောက်ဆုံးတကောင်သူကဒေဝရအလောင်းလို့ပြောတယ်ဟုတ်လားငါရန်သူရဲ့ကြိုးပုံးကိုငါဒီကနေ့မြင်ရပြီအခါတိုင်းသူဘယ်လိုမှမလှန်နိုင်ဘူးခွန်အားချင်းလည်းမနှိုင်ဘူးဘာမှသူကမရှင်နိုင်တဲ့အခါကျတော့သူကငြိမ်မဲငြိမ်နေရတာပေါ့နော်အဲ့ဒါနဲ့ဒီနေ့တော့ဒီမှာ သူကြိုက်တယ်လို့နှိပ်စက်လို့ရပြီပေါ့နော်အဲ့ဒါနဲ့သူကအမြင့်ကိုတက်ပြီးတော့အရှိန်နဲ့ခုံချရေးတဲ့အဲ့ဒီတန်ရာကြောင့်ဖရာလောင်းရဲ့နှလုံးဟာကွဲတယ်တဲ့ဟုတ်လားအဲ့ဒါကိုလည်းအောက်ကဘရင်ကမြင်တယ်အံ့ဩတယ်အဲ့ကျတော့မှမြောက်လေးလည်းမရှိတော့ဘူးဆိုတော့မှသတရာရာတည်တည်ချာချာတက်ပြီးတော့အဲ့ဒီမြောက်ကြီးကိုချဟုတ်လားချပြီးတော့အောက်ရောက်တဲ့အခါကျတော့မှတေချာခင်းပေးပြီးတော့အဲ့မစီလေးပါလေးနဲ့သူ့ကိုပုတ်တက်ပြီးတော့ဒါပေမဲ့အသက်ကမြုပ်မြုပ်ပဲကျန်တော့အဲ့ဒါနဲ့သူကမေးတယ်တဲ့ဘရင်ကြီးက ယောက်ကြီးဒီမြောက်တရားသင်နဲ့ဘာတော်တာတော့စမ်းကြည့်တယ်နော်အဲ့ဒီမြောက်ကလူစကားနဲ့ပြန်ပြောတယ်အေးတဲ့ဒါသူ့ရဲ့လက်အောက်ငယ်သားတွေသူဟာဒီမြောက်တရားအကြီးကဲပေါ့ငယ်သားတွေဒုက္ခရောက်တယ်ဆိုလို့ရှိရင်သူ့မှာတာဝန်ရှိတယ်ပြောရရင်ဒါသူ့အမျိုးတွေပဲအဲ့ကြောင့်မလို့သူအသက်ဆွန့်ပြီးတော့ကဲတာဟုတ်လားအဲ့ဒါလို့သူလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်တဲ့အတွက်ကြောင့်သူတေးရမှာကိုလည်းမကြောက်ဘူးတဲ့ သူ့မှာတတိလည်းရှိတယ်ဒါကြောင့်မလို့တေးရမှာလို့ तू မကြောက်ဘူးအဲ့ဒီလိုတွေ तू အကြောင်းလေးတွေကိုပြောပြပြီးတော့ဘင်းကြီးကိုလည်းပဲနော်အကြီးအကဲဆိုတာလောက်ငယ်သားတွေရဲ့အပေါ်မှာအဲ့ဒီလိုမျိုးကိုကျိုးစွန့်တဲ့စိတ်ရှိရမယ်ဆိုပြီးတော့ तू ကအဆုံးအမပေးပြီးတော့တေးသွားအဲ့ဒီဘင်းကြီးရဲ့လက်ပေါ်မှာပဲတေးသွားတာပေါ့နော်